ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကနေအမြန်ဆုံးဆုတ်ခွာပေးဖို့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA အဖွဲ့ကိုတရုတ်က အတင်းအကျပ်ဖိအားပေးနေတယ်လို့ MNDA နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကအေရဝတီကိုပြောပါရယ်လက်ရှိလာရှိုးမြို့ကိုအုပ်ချုပ်နေတဲ့ MNDA အနေနဲ့ဧပြီလ22ရက်နေ့နောက်ဆုံးထားပြီးမြို့ပေါ်ကဆုတ်ခွာရမယ်လို့တရုတ်ကရှားစတန်ပေးထားတယ်လို့သိရပေမဲ့မဆုတ်ခွာဘင်းရင်ဘာဖြစ်မလဲဆိုတာကိုတော့ထုတ်ပြောတာမရှိပါဘူးတကယ်တော့မက်လာဆွေးနွေးပွဲမှာမကြေလည်တဲ့အခါ တရုတ်ကအတင်းကျပ်ဖိအားပေးပြီးလှုပ်တာပါပဲတရုတ်ဘက်ကနေဆက်ပိတ်ဆို့မယ်လို့တစ်ဖက်ကဖိအားပေးပြီးချင်းချောက်တယ်လို့စစ်တပ်ကလည်းလာရှုကိုဘုံကျဲမယ်လို့ချင်းချောက်တယ်အဲ့ဒီအနေထားအောက်မှာစုပ်ပေးရတာပါပဲမပြေလည်လို့စုပ်ပေးရတာမျိုးတော့မဟုတ်ဘူးလာရှုကစစ်တပ်အုပ်ချုပ်ရေးပြန်ဝင်မယ်လို့သတင်းထွက်နေတယ်ပူးတွဲအုပ်ချုပ်ရေးမျိုးတော့ရှိမှာမဟုတ်ဘူး တရုတ်နိုင်ငံကူမင်းမြို့မှာစက်ကောင်စီနဲ့ MNDA တို့မတ်လ22ရက်ကနေ24ရက်အထိ၃ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက်တစုံတရာမရခဲ့ဘူးလို့သတင်းတွေထွက်ထားခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲရလဒ်နဲ့ပတ်သက်ပြီးအင်ရှင်တရုတ်ဘက်ကရော MNDA နဲ့စစ်ကောင်စီကပါသတင်းထုတ်ပြန်တာမျိုးမရှိပါဘူး။ဒါပေမဲ့လက်ရှိလာရှိုးမျိုးပေါ်က MNDA ရဲ့အုပ်ချုပ်ရေးရန်တရားတွေရွှေ့ပြောင်းမှုပြင်ဆင်နေတဲ့အခြေအနေတွေကိုရုတ်တရက်တွေးလာရတယ်လို့မြို့ကန်သတင်းရင်းမြစ်တွေကပြောသလို MNDA ရဲ့သတင်းရင်းမြစ်တွေဘက်ကလည်းအတည်ပြုထားပါတယ်။အဓိကကတော့မြို့ပေါ်ရက်ွက်12ခုကနေစုပ်ပြီးရတယ် ဒါပေမဲ့အဲ့ဒီစစ်နှစ်ခုမှာလည်း MND ရဲ့စစ်တပ်ကအဖွဲ့တစ်ဖွဲ့ရှိမယ် MNDAA ရဲ့တပ်ဖွဲ့တစ်ဖွဲ့ရှိမယ်ပြီးရင်လူမှုဆက်ဆံရေးရုံးအဖွဲ့တစ်ခုရှိမယ်ပြောတယ်ဗျတပ်ဖွဲ့ကိုလူဝင်ရဘလောက်ရှိမလဲတော့ကျွန်တော်တို့မသိရသေးဘူးဒီဘက်ကတော့ပြည်သူတွေအတွက် safe site တော့ယူထားတယ်လို့ပြောတယ်ဆက်ဆံရေးရုံးတွေဘာတွေထားတာကပြည်သူတွေအတွက်ပေါ့နော်ဒါပေမဲ့စကားဆဆိုတဲ့အမျိုးကယုံကြည်လို့မရဘူးဆိုတော့နင်းနေတော့ယုံဟာခတ်တယ် ။လာရှုံမြို့နယ်မြို့ပေါ်မှာရှိတဲ့အရှိမောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခါကို MNDA က2029စစ်စင်ရေးဒုတိယလှိုင်းအတွင်း2024ခုနှစ်ဩဂတ်လ3ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ရမခကြာရှုံးမှုဟာစစ်တပ်အတွက်တမိုင်းဝင်ကြာရှုံးမှုဖြစ်ခဲ့ပြီးအကြီးအကျယ်အဆက်ရစီခဲ့တာပါ။တင်ယူထားတဲ့လာရှုံမျိုးကို MNDA အနေနဲ့အထူးဒေသတစ်အုပ်ချုပ်ရေးကော်မတီဖွဲ့စည်းပြီးအုပ်ချုပ်ရေးရန်တရားလေပတ်လာခဲ့တာလက်ရှိ2025ခုနှစ်ဧပြီလအထိဖြစ်ပါတယ်။ ။ MNDA ကို လာရှိုးမြို့ကနေမစုပ်ခွာဘူး။လာရှိုးမြို့ကန်တွေကမတ်လ20ရက်နေ့မှာစန္ဒပြတောင်းဆိုခဲ့ကြပူပါရယ်။တကြံပြီးအစောဆုံးဖြစ်မယ်။နောက်ကြဆုံးဇွန်လကုန်လို့ဖြစ်မယ်။ဖြစ်ပါတယ်။ဖြစ်မယ်လို့တရားသလောင်းနှီးပါဖြစ်နေပါပြီ။အဲဒေတာကန်နေစီရလဲကြားသိရပါတယ်။အဲတချို့ဒီနိုင်ဂျင်းနေပေါ့နော်နိုင်ဂျင်းနေစီရီယန်နေသူတို့စုပ်သွားရင်တခါတည်းလိုက်လို့ကလိုက်နိုင်တယ်။နေခဲ့ခြင်းနဲ့နေခဲ့နိုင်တယ်ဆိုတော့ ်မင်းများမှုတွေလည်းရှိတယ်လို့ဒီဒေသခံတွေစီကသိရပါတယ်နောက်ဆုံးတစ်ခေါက်ပေါ့နော်ကုမင်းမှာစကားပြောပြီးပြန်လာမှာဒီကိုကန့်ထိန်းချုပ်နယ်မြေတွေကိုလေချောင်းတိုက်ခိုက်မှုမလုတ်ကြဲကဒါသူတို့အပြစ်ဆိုင်ညံသွားတဲ့သဘောရှိတယ်ဗျဘလို့အကြောင်းအရာလဲဆိုတော့အသေးချာတော့မသိပါဘူးနော်ဒါပေမဲ့ကိုကန့်တပ်ဖွဲ့ MNDA မှာတရုတ်နိုင်ငံရဲ့ကြီးမားသောဖိအားပေးတဲ့ဒဏ်ကိုရင်ဆိုင်နေရတယ်ဆိုတော့ကြားသိရပါတယ် လာရှုမျိုးနဲ့ရမခနေရာပြန်ရရေးအတွက်စကောက်စီဟာမြို့ကိုမတီးနေအောင်ဘုံကျဲဖြက်စည်းတာမြေပြင်ကစစ်ကြောင်းထိုးတာတွေလုပ်ခဲ့ပေမဲ့အောင်မြင်မှုတော့မရဘဲစစ်တီအများပြားထက်မှန်ဆုံးရှုံးခဲ့ရတာပါနောက်ဆုံးမှာတော့စကောက်ဆောင်တွေဟာလာရှုမျိုးနဲ့ရမခနေရာပြန်ရရေးအတွက်မြန်မာနိုင်ငံအတွင်းမှာအကျိုးစီးပွားအများပြားရင်းနှီးမြှုပ်နှံထားတဲ့တရုတ်အစိုးရစီကိုအကြိမ်ကြိမ်တွားရောက်တောင်းဆိုခဲ့တာဖြစ်ပါတယ်။